များထိုင်သည့်နေရာနှင့်ကပ်နေသောတကားပွင့်လာသည်တနေရာရှိမမြင်ရသောကြီးမားလာသည့်လေဟာနေကြီးတစ်ခုကတရားရုံးခန်းမှတွင်ရှိရှိသမျှလေအလုံးကိုစုပ်ယူသွားသည်နှင့်လူအလုံး၏နှလုံးခုန်တို့များရက်တန့်ကုန်သည် ခန္ဓာကိုယ်အကျော်များဆိုင်းသွားသလိုတောင့်တောင့်ကြီးဖြစ်ကုန်ကြသည်မျက်လုံးများအလုံးတနေရာထဲကိုစူးစိုက်ကုန်ကြသည်ခန်းမထဲတွင်တော့ကျန်းကင်းကော်စောပေါ်လျှောက်လာသော ဂျူရီတို့ဤခြေတန်းသာထွက်ပေါ်လာနေသည်ဂျာရက်ကတင်ကတော့ဆာရွက်ပေါ်တွင်ရေးချစ်နေစေပင်ဖြစ်သည်သူထုံးစံအတိုင်းဂျူရီအဖွဲ့ဝင်များစီရင်ချက်ချဖို့ပြန်လာတိုင်းမကြည့်မိအောင်စူးစမ်းနေခြင်းဖြစ်သည်တရားခွင်ပေါင်းတရားခန့်တွေ့ကြုံခဲ့ရပြီးနောက်၎င်းတို့ဤမျက်လုံးများကိုမိတို့မြအတိတ်ပဲဖော်၍မရမှန်းတည်ထားသောကြောင့်လည်းဖြစ်သည်မိတို့ဝင်ဖြစ်စေစီရင်ချက်ကိုကျင်ညာဖို့က စက္ကန့်ပိုင်းသာလိုတော့ဒီမဟုတ်ပါလားသူဤအဖွဲသားများအားလဲဂျူလီလူကြီးများအားနိမ့်ညူရှူထားရမည်မိတို့သောစီရင်ချက်မျိုးထွက်လာစေကြမူမျက်နှာအမှုအရာအပြောင်းအလဲမရှိရန်တင်းတင်းကြပ်ကြပ်ညွှန်ကြားထားပြီးလဲဖြစ်သည်ဂျာရက်ကာတင်သည်ငွေရေးချေးအရာရော အလုံးနှင့်ပတ်သက်၍သောပြဿနာရှိသူမဟုတ် ဝက်စ်ပီတန်ကတော့သူလိုမဟုတ်တေချာပေါက်ပြဿနာပေါင်းစုံရှိနေသည် ူမျက်လုံးများကလည်းထိုင်ကုန်များတွင်အသီးသီးနေရာယူလိုက်ကြသောဂျူရီအဖွဲ့ဝင်များထံမှမျက်လုံးမခွာနိုင်အောင်ဖြစ်နေသည်။노ဇာမွေးမြူရေးသမားကမျက်နာကိုတစ်ဖက်လွှဲသွား၍ကောင်းသောလက္ခဏာမဟုတ်။ចောင်းစရာကလည်းဝက်စ်ကိုစူးစူးဆိုက်ဆိုက်ကြည့်နေသည်။ဤဒီကလည်းကောင်းသည့်လက္ခဏာမဟုတ်ပြန်။ဂျူရီဖိုမင်ကစာအိတ်ကိုစရေးထံကမ်းပေးလိုက်ချိန်တွင်ဂျူရီထဲမှာ တရားဟောဆရာဤဇနီးကဝက်စ်ကိုဂယုဏတက်သည့်အကြီးနှင့်ကြည်လိုက်သည်။သူမအားအဖွင့်ရှောင်းလဲချက်ပေးချိန်ကလေးကထုံမျက်နှာမျိုးနှင့်တစ်ချိန်လုံးတွေ့နေရသည်။မေရီဂရေ့စ်သည်ကြည့်မနေတော့လဲတွေးပြအောင်တွေးလိုက်သေးသည်။နောက်ထပ်တ िश ူးတစ်ခုကိုတရှုပ်ရှုပ်မိုးလာပြန်သောဂျင်းနဲ့ဘီကာထံကမ်းပေးလိုက်ရင်သူမနှင့်အနီးဆုံးနေရာတွင်ထိုင်နေသည့် ဂျူရီနံပါတ်6ကိုမတိမသားခိုးကြည့်လိုက်သည်သူသည်တက္ကသိုလ်တစ်ခု၏အင်္ဂလိပ်စာဌာနမှအငိမ့်စားပေါင်ပေါက်ခဒေါက်တာလီယိုနာရိုချာဖြစ်သည် သူ၏အနီရောင်စာကြည့်မျက်မှန်နောက်မှမေရီဂရိတ်အားခက်သွက်သွက်မျက်စိမိတ်ပြလိုက်သည် သူမ၏ဘဝတသက်တာတွင်အလှပဆုံးနှင့်ရင်ဖိုရာဆုံးမျက်စိမိတ်ပြခြင်းမျိုးခံခဲ့ရခြင်းလည်းဖြစ်သည်ခမည်းတော်စီရင်ချက်ရပြီလား တရားသူကြီးဟာရစ်ဆန်ကမေးလိုက်သည်ကျွန်တော်တို့ရခဲ့ပါပြီတရားသူကြီးမင်းဟုဂျူရီကောင်းဆောင်ကဖြေလိုက်သည်အားလုံးသဘောတူတဲ့စီရင်ချက်မျိုးလားအဲ့လိုတော့မဟုတ်ဘူးခမနေဆုံးခမတို့တည်းက၉ရောက်သဘောတူရဲ့လားတူပါတယ်မဲခွဲတော့တူတဲ့ဘက်က၁၀၀မတူတဲ့ဘက်က၂၀၀ပါ ဟုတ်ပြီအရေးကြီးတာဒါပဲမေရီဂရေ့စ်ကသူ့ကိုမျက်စိမှိတ်ပြသည့်အကြောင်းစာရွက်ပေါ်တွင်ချရေးထားသည် အလောတကြီးဖြစ်နေ၍သူ့နဲ့ရိတ်ကိုပင်ဖယ်၍မရဖြစ်နေသည်။သူမသည် စိတ်ကိုတည်ငြိမ်အောင်ကြိုးစားသည့်အနေဖြင့်ကိုကိုကိုစကားပြောနေမိသည်။တရားသူကြီးဟာရစ်ဆန်သည်စာအိတ်ကိုစရေးချံမှလှမ်းယူလိုက်သည်။အထဲကစာရွက်ကိုဆွဲထုတ်လိုက်ပြီးရေးထားသည့်စီရင်ချက်ကိုဖတ်လိုက်ရင်မျက်မှောင်ကျုပ်လိုက်၍သူထဲသောနှစ်ဖူးပြင်ရှိအရေးကြောင်များထလာသည်။နှာခေါင်းကြားကိုလည်းလက်နှင့်ဖိလိုက်ပြန်သည်။ ဖက်နေဒီမှာတကဘာလောက်ကြာသလားဟုထင်ရပြီးနောက်တွင်စီရင်ချက်ကစီစဉ်ကြရှိပါလေဟုပြောလိုက်သည်ဆာရွက်ပေါ်တွင်ဘာရေးထားမှန်းခံမရအောင်ကလည်းသူ့မျက်နှာပေါ်တွင်နှကန်းတွန့်သွားခြင်းပြုံးလိုက်ခြင်းမျက်လုံးများပြူးကျဲသွားခြင်းအဆရှိသည်လို့ မတွေ့ရနိုင်လေထို့နောက်အောက်ရှိတရားရုံးမှတ်တမ်းလေရေးတို့စရေးအားခေါင်းငိမ့်ပြလိုက်ရင်းကလေချောင်းကိုရှင်းလိုက်ပြန်သည် သူ့ပုံစံက ထိုတို့လုံနေရသည်ကိုသဘောတွေ့နေပုံရသည် သူမျက်လုံးအင်တဝိုက်ရှိတင်းနေသောအရေးအကြောင်းများကပျော့ပြောင်းလာပြီးမေယိုကြီးလည်းတင်းမနေတော့ပခုံးကလည်းအနှဲငယ်ပြေလျော့လာသည်ဝက်စ်ကတော့ထိုအမူအရာများကိုကြည့်၍ဂျူဒီများသည်တရားခံဘက်ကိုအလေးမတာတော့ဟုမှန်းဆလိုက်ပြီဖြစ်သည်တရားသူကြီးဟာရစ်ဆန်စီရင်ချက်ကို လေးလေးမှန်မှန်နှင့်ကျေလောင်သော အတန်ဖြင့်ဖတ်ကြားလိုက်သည် မေခွန်းနံပါတ်1ဂျူရီများအနေဖြင့်ပြဿနာဖြစ်နေသည့်မြေအောက်ရေသည်ကရိန်ဓာတ်တုကော်ပိုရေးရှင်းကြောင့်ညဉ့်ဉန်းသွားခဲ့ရသည်ကိုခိုင်လုံသောအထောက်အထားများတွေ့ရှိခဲ့ပါသလားသိလို၍နားဆွင့်နေသူများကိုဒုက္ခပေးလိုသည့်အနေဖြင့်ရှင်းမဆက်သေးပဲ၅စက္ကန့်မျှရက်လိုက်ပြီးမှထိုမေခွန်း၏အဖြေသည် တွေ့ခဲ့ပါသည် ဟုပြောလိုက်သည်တရားခွင့်၏တစ်ဖက်ချမ်းတွင်တမချတဲ့များထွက်လာပြီး ကျန်တဖက်ချမ်းတွင်ထိုင်နေသူများသည်မျက်နာတွင်သွေးမရှိတော့သလို ဖြစ်ကုန်ကြသည်မိဂုံနံပါတ်2ထိုတို့ညဉ့်ဉမ်းမှုကြောင့်ချက်ဘေကာနှင့်ပြိဘေကာတို့တည်ဆုံခဲ့ရသည့်အနည်းဆက်ဆုံးအကြောင်းရင်းဖြစ်သည်ကိုခိုင်လုံသောအထောက်အထားများတွေ့ရှိခဲ့ပါသလားထိုမိဂုံ၏အဖြေသည်လည်းတွေ့ရှိခဲ့သည်ဟုပါရှိသည်မေရီဂရက်စ်သည်ချက်ချင်းဆိုသလိုတ िश ူးကူးထဲမှတ िश ူးများကိုထုတ်ပြီး ဘဲဘက်လက်နဲ့ထုတ်ပေးလိုက်တယ်လို့ညာဘက်လက်ကလည်းစာရွက်ပေါ်တွင်ဖြည့်ရင်းနေပြန်သည်ဝက်စကဂျူရီနံပါတ်၄ထံမတိမတာစောင်းငဲကြည့်လိုက်သည်ထိုလူကလည်းသူ့ထံလှမ်းအကြည့်နှင့်စုံနေပြန်၍အခုဒီထက်ကောင်းတာလာတော့မယ်ဟုအရှုံးဖောက်ပြောနေပုံမျိုးတွေ့လိုက်ရသည်မေကုနံပါတ်၃ချက်ဘေကဤမတည်တင်မဲ့တည်ဆုံးကြရသည့်အတွက်မိခင်ဖြစ်သူဂျင်းနက်ဘေကအား ငွေချင်းညီ၍မိမြပေးတင်ပါတည်းထုံမေးကူ၏အဖြစ်သည်ဒေါ်လာ9သိန်းဖြစ်သည်ကလေးများသည် ဝင်ငွေမရှိပါက၎င်းတို့တည်ဆုံမှုအတွက်ရောချင်းတန်ရာတန်ချင်းမရတတ်ပေချက်ကိုပင် ထုံမြလောက်ပမာဏပေးလိုက်ချင်းသည်ကပင် နောက်လာမိစီရင်ချက်သည် အထိတ်တလန့်ဖြစ်လာတော့မည်ဟု အချက်ပေးတယ်လည်းဖြစ်လာသည်ဝက်စီတရားသူကြီးနောက်တွင်ချိန်ထားသောတိုင်ကက်နာယီကိုလှမ်းကြည့်လိုက်ရင် ဒေဝါလီခံရမိအရေးမှကင်းလွတ်သွား၍ဖရာသခင်ကိုကျေးဇူးကို အောင်းမေးလိုက်မိသည်မိဂုံနံပါတ်၄ပီတာဘေကာမတည်တင်မဲ့တည်ဆုံးခဲ့ရမှုအတွေ့ကြံရစ်သူဇနီးဂျင်းနဲ့ဘေကာကိုနစ်နာခြင်းအဖြစ်ငွေကြေးမြည်၍မြည်မြပေးသင့်ပါတည်းထိုမိဂုံအားဂျူရီများကဒေါ်လာ၂တန်းခွဲပေးရမည်ဟုဖြေဆိုထားသည်ဂျာရက်ကာတင်နောက်ရှေ့ဆုံးထဲတွင်ထိုင်နေသော ကုမ္ပဏီမှပတ်စံပေးရမိလူများလုံလုံရွရွရဖြစ်သွားသည်ကရင်အဖို့ငွေ၃နှန်းလောက်သည်အตาလေးပင်ဖြစ်သည်သို့သောဆက်၍ရိုက်ခတ်လာနိုင်သည့်အကြောင်းများရှိနေ၍ထိတ်လန့်သွားကြခြင်းဖြစ်သည်ကာတင်အတွက်တွန့်သွားဖို့အကြောင်းများထက်လာဖို့ရှိနေသည်ဂျင်းနဲ့ဘေကာသည်ခုံမှထမလို့လှုပ်လိုက်၍ရှင့်နေနှစ်ဦးစလုံးလဲသူမကိုတွဲထူလိုက်ရင်နာနာကက်ကတိုးတိုးပြောလိုက်ပြန်သည် ။သူမကတော့မထိန်နိုင်မသိန်းနိုင်တရှိုင်ရှိုင်နဲ့ငိုကြွေးနေသည်။ရှင့်နေများသဘောတူထားသည့်မေးရန်မေးခွန်းကစွစုပေါင်း6ခုရှိနေသည်။မေးခွန်းနံပါတ်5အတွက်ဂျူရီများက yes ခုဖြေလိုက်ရင်တော့ကဘာကြီးခြားခြားလဲသွားတော်မူဖြစ်သည်။တရားသူကြီးဟာရစ်ဆန်သည်မေးခွန်းနံပါတ်5ကို လေချောင်းရှင်းလိုက်ရင်ကအဖြေကိုမှားမိစိုးရိမ်တော့မသိဖြေးလေးစွာဖတ်နေသည် ထို့နောက်တွင်တော့သူဤဖုံးကွယ်ရန်စ조사ထားသည့်မကောင်းသည့်စိတ်ညစ်စိတ်ထားကိုလှစ်ဟလာသည်မျက်နာကလည်းပြုံးနေပြန်သည်ဖြင့်စိတ်ထဲပျော်သွားသည်လို့ဖြစ်သွား၍သာရည်ရွယ်ချက်ရှိရှိလှုပ်လိုက်ခြင်းပဲဖြစ်ပေမည်သူကိုင်နာသည့်စာရွက်အပေါ်လက်မအနေငယ်ခန့်ကျော်၍မော့ကြည့်လိုက်သည်သူဤနှကောင်းအထက်နာချိတ်ထားသည့်ဈေးပေါ်ပေါ်စာကြီးမျက်မှန်အပေါ်မှဝက်စ်ပေတန်ကိုလှမ်းကြည့်လိုက်ခြင်းလည်းဖြစ်ပေသည် ူသည်နှကန်းကိုတင်းတင်းစိတ်ထားရင်းကပြုံးလိုက်ခြင်းလည်းဖြစ်၍တခုခုကိုလျှို့ဝှက်ကြံစီထားပုံမျိုးပေါ်လွင်နေတော်လဲထိုအပြုံးဤနောက်ွယ်တွင်အောင်မြင်မှုသုံးတရားကိုရသွား၍ခြေနှင့်ပျော်ရွှင်နေသည့်စိတ်ခံစားချက်အပြည့်ရှိနေသည့်ပုံမျိုးပေါ်လွင်နေပေသည်မိခွန်းနံပါတ်5အထက်တွင်ပါရှိသည့်နိနာချင်းများပေးရအောင်တရင်းဓာတုကုမ္ပဏီသည်ရည်ရွယ်ချက်ရှိရှိသို့မဟုတ်လုံးဝပေါ်ဆခြင်းကြောင့်ဟုဆိုသည်ကို သက်တည်အထောက်အထားခိုင်လုံစွာတွေ့ရှိခဲ့ပါသလားအဖြေက yes ဟု၍ဖြစ်သည် Mary Grace သည်စာကိုငုံရင်းနေရာမှ သူမဘေးထိုင်နေသည့်တရှုံရှုံဖြင့်ရှိုက်ငုံနေသော အမှုတွေ၏ခေါင်းကိုကြော်၍တစ်ဖက်ရှိခင်မုန်းဖြစ်သူကိုလှမ်းကြည့်လိုက်ရာ သူမအားစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်သူတို့ဘက်ကအနံ့ရသွားပြီဖြစ်သည် နံပါတ်5အောင်ပွဲဤရလက်တစ်ချက်ထဲနေပြီပြောမပြတတ်လောက်အောင် ကြီးမားသည့်ပျော်ရွှင်မှုမျိုးသူတို့အားလုံးဤစိတ်ထဲခံစားခဲ့ကြရသည်သူတို့အောင်ပွဲကဘလောက်ထိကြီးကြီးမားမားဖြစ်မလဲဆိုသည်ကမသိရသေးတော့လေတစ်ဆက်ကမြင်မကြသော အချိန်လေးတွင်းမှာပင်တောင်ပြိုကမ်းမြိုဆိုသည်ကိုသူတို့နှစ်ဦးစလုံးသိလိုက်ကြသည်မိဂုနံပါတ်6ထို့အတွက်ပြစ်ဒဏ်ချိန်မီမြပေးဆောင်ရမည်နီဆိုသည့်မိဂုဤအဖြေကား ဒေါ်လာ38သန်းဟူ၍ဖြစ်သည်တရခွင်တစ်ခွင်လုံးတုံ့နှုတ်ကွားပုံရပြီးပင်သက်ချသည်များချောင်းဟန့်သည်များတူးတူးတိတ်တိတ်လေးချုံသည်များထွက်ပေါ်လာသည်ဂျာရက်ကာတဲနှင့် သူ့လူများကတော့အသေးစိတ်လိုက်ရင်းနေသည်ရှေ့ဆုံးသန်းတွင်ထိုင်နေကြသော ကရိန်းမတာဝန်ရှိပုဂ္ဂိုလ်များကတော့အသက်ပုံမှန်ရှူရင်းအင်းဒရီဆယ်ဖို့စူးစမ်းနေကြသည်အများစုက ဂျူရီများကိုစူးစူးရဲရဲကြည့်ရင်သူတို့ဤစိတ်ထဲတွင်လည်းခင်နောက်ကြကြံခဲ့တဲ့အရက်ကအသိပညာချို့တက်ပြီးမိုင်မဲသူများပေတကားဟု တွေးနေကြသည်ပြင်းထန်လှသောစီရင်ချက်ဤဝင်းဒိုးဝင်ပိုးကြောင့်အားအိမ်ကုန်ခန်းသွားပုံရပြီး ထိုင်ဖို့ပင်မင်းဲကျိုးပန်းနေရသော သူတို့ဤအမှုတွေကိုပေတန်တို့နေမရလဲဖေးမလိုက်ကြရနေသည် ဝက်စ်ကဂျင်းနဲ့အားဖေးမစကားတူတူပြောလိုက်ရင် ူကိုယ်တိုင်လည်းစောစောကကြားလိုက်ရသောကိင်္ဂနန်းကိုစိတ်ထဲကရေရွတ်လိုက်ပြန်သည်သူမျက်နာကိုလည်းဥကြောင်ကြောင်နိုင်ပြီးအပြုံးမျိုး မပြုံးမိစေရန်အတက်နိုင်ဆုံးလေးနဲ့တည်နေအောင်ကြိုးစားနေရသည်ဘမ်းမအရာရှိ happy သည်လည်းသူ့လက်သည်များကိုကပ်မနေအားတော့စက္ကန့်30ပဲမပြေသေးသူသည်ဂုံတိတ်ခါရော့ကြပြီးဒေဝါလီခံရတော့မိဗန်ဒုဥက္ကဋ္ဌဘဝမှာ ။လာစာကောင်းကောင်းရုံငန်းကျယ်ကြီးနှင့်တောက်ပြောင်လာပြီးသူ၏ရှေ့ရေးကို မြင်ရောက်လာနေပြီဖြစ်သည်။သူကိုယ်သူလည်းအရင်ကထက်ပင် ပို၍ပါနဲ့ချက်ချာသည့်အဖြစ်ခံစားလာမိသည်။မနေ့ပြန်မနေ့ရုံတက်သည်နှင့် အစီအဝေးခံတဲ့သို့မိတို့သောပုံစံမျိုးနှင့်ဝင်ရမည်ကိုစိတ်ထဲကအကွက်ချနေပြန်သည်။တရားသူကြီးကဂျူရီများကိုယေရှုတင်ကြောင်းနှင့်သူ့ကိုတရားရှိသည့်အတိုင်းထုံးစံရှိသည့်များကို စီကဘက်ကုံးဆက်ပြောနေသည်ဟက်ဖီသည်တရားသူကြီးပြောနေသည်များကိုအေးမဆိုင်တော့သူကြားဖို့လိုသည်များကိုကြားခဲ့ရပြီဖြစ်သည်တရားသူကြီးစကားဆုံးသည်နှင့်ဂျူလီများသည်ထရက်လိုက်ကြပြီးအန်ကယ်ကျိုးလက်ကကင်ဖွင့်ပေးထားသော တကားအတိုင်းအစီအကြီးထွက်သွားကြသည်အန်ကယ်ကျိုးသည်ခေါင်းတနည်းငယ်နှင့်သဘောကျနေပြီးအင်းကဇနီးကိုထိုတိုသောစီရင်ချက်မျိုးထွက်လာလိမ့်မည်ဟု သူခံမှန်းထားပြီးဖြစ်ကြောင်းပြောပြီးဦးမည်ဇနီးဖြစ်သူကတော့သူဒီလိုပြောခဲ့ဘူးသလားဆိုသည်ကိုမမှန်မိတော့အန်ကယ်ဂျိုးသည်ဘီလစ်စရေးကြီးအဖြစ်ဆယ်စုနှစ်ပေါင်းအတန်ကြာ လုပ်ခဲ့သည့်ကာလအတွင်းစီရင်ချက်ပေါင်းများစွာကိုတခုမကျန်အလွတ်မပေးဘဲကြားခဲ့ရပြီဖြစ်သည်ဂျူရီများထွက်သွားပြီးနောက်တွင်ဂျာရက်ကာတင်သည်မတက်ထားရလိုက်ပြီးအင်ဒရီတိတ်ခါအပြေးနှင့်တရားသူကြီးထံသွားပြီး စီရင်ချက်နှင့်ပတ်သက်၍မေးစရာရှိသည့်များကို မေးမြန်းနေသည်တရားသူကြီးကလည်း၎င်းတို့ဘက်တွင် တွေ့ရလူလူဖြစ်ခဲ့မှုကိုဘိယုနာတက်သည့်အနေဖြင့်စိတ်ရှိလက်ရှိပြောပြနေသည်မေရီဂရိစ်ကတော့မိသုံးမြမနေသူမအနေဖြင့်လိုချင်တာရခဲ့ပြီဖြစ်သည်ဝက်စ်အဖို့ဒေါ်လာ50တန်းသာ ကောင်းနေရောက်နေပြီးစိတ်ခံစားချက်များမျက်နာတွင်မပေါ်စေရန်အတော်ကိုစူးစမ်းနေရသည် ဒီအတိုင်းဆိုသူ့ရှေ့နေအကျိုးဆောင်ကုမ္ပဏီလဲအသက်ဆက်နိုင်တော့မည်ဖြစ်သည် ထုံမြသာမကသူတို့ဤအိမ်တော်ကြီးဂုံတိတ်ခါများဘာဆိုဘာမှလဲထိခိုက်လာတော့မည်မဟုတ်တရားသူကြီးဟာရစ်ဆန်ထံမှတရားခွင်ပြီးဆုံးကြောင်းကြေညာလိုက်သည့်အတန်ထွက်ပေါ်လာခြင်းတွင်တော့လူအုပ်ကြီးသည်လက်ထဲတွင်ဆဲဖုန်းများကင်ကတရားရုံးအပြင်သို့ရောက်အောင်အလူအယက်ထွက်ကုန်ကြတော့သည်